ားလုံးပဲမင်္ဂလာပါဂျင်းကြီးဂျင်းမောင်မီဆိုတာကတော့လူတိုင်းနဲ့မစိမ့်တဲ့ဝက်စားဖြစ်တယ်လို့လူတိုင်းလူလူကြိုက်ကြတဲ့ fashion လည်းဖြစ်ပါတယ်ဆိုတော့ဒီ dynamic ကိုအမေရိကန်တွေကစတင်ဖန်တီးခဲ့ပြီးမြဲပိုပြီးကောင်းတဲ့ quality တွေဒီ day တွေနဲ့ luxury ထုတ်ကုန်တစ်ခုလိုမျိုးဖြစ်အောင်တန်ဖိုးမြင့်တင်ပေးခဲ့တာကတော့ဂျပန်နေဖြစ်တယ်လို့ပြောကြပါတယ်ဆိုတော့ဒီရိုးရိုးဂျင်းကြီးဂျင်းမောင်မီတွေနဲ့ service dynamic တွေကဘာကွာလဲပေါ့နော်ဘာကြောင့်စီးဖို့ကြီးတာလဲဘယ်ကစလဲဆိုတဲ့အကြောင်းအရာတွေနဲ့ဒီဂျပန် dynamic တွေစတင်ပေါ်ပေါက်လာပုံကိုပြောမှာဖြစ်ပါတယ် ဆိုတော့ဒါတွေအားလုံးကအဓိကအဖြစ်လဘိုက်စီရဲ့လွှမ်းမိုးမှုကြောင့်ပဲဖြစ်ပေါ်ခဲ့တာဆိုတော့လဘိုက်စီအကြောင်းကတော့ကြော်သောလို့မရဘူးပေါ့နော်အဲဒါကြောင့်မို့လို့လဘိုက်စီအကြောင်းအချင်းရုပ်ကလေးနဲ့ရင်စပြီးတော့ပြောပါမယ်ဂျင်းကြီးတွေဂျင်းမောင်မီတွေကိုစတင်ဖန်တီးမွေးဖွားခဲ့တာကလဘိုက်စီဖြစ်ပါတယ်လဘိုက်စထရက်ကုမ္ပဏီကို1853ခုနှစ်မှာစပြီးတော့တည်ထောင်တယ်1853ခုနှစ်မှာဂျက်ကော့ဒေးဗစ်နဲ့လဘိုက်စထရက်ကမိုင်းတွင်းလုံသားတွေအတွက်ကော့ဘာရက်ဗစ်ဝေးဆိုပါတော့ဘောင်းမီကိုစပြီးထုတ်ခဲ့တယ်ပေါ့နော်ဒီဘောင်းမီကဘာထူးခြားလဲဆိုလို့ရှိရင်ဘောင်းမီမှာ ဒါပိုးပြီးခိုင်းကအောင် revic လေးတွေထည့်ထားတဲ့ပေါင်းပြီပေါ့နော်အစောပိုင်းကာလာမှာဒီ lot number တွေမရှိသေးခင်အချိန်မှာဒါကို8 8ဆိုပြီးတော့နာမည်ပေးခဲ့ပါတယ်ဒါက501ဖြစ်လာမယ်ကောင်းပေါ့နော်1886ခုနှစ်မှာကျတော့ levis ကလူနှစ်ယောက်နဲ့မြင်းနဲ့ကောင်ဟိုဘက်ဒီဘက်ဒီပေါင်းပြီကိုပေါ့နော်ဆွဲနေတဲ့ logo ပုံစံကိုဒါ leather patch ပေါ်မှာရိုက်နှိပ်မိတ်ဆက်ခဲ့ပါတယ်ဒါကတော့ levis ရဲ့ iconic ဖြစ်လာမယ်တစိုက်ဖြစ်ပါတယ် 501 86ကိုတော့1890မှာစပြီးတော့ထုတ်လုပ်ခဲ့တယ်။အဲဒီနောက် Levi's က1905ခုနှစ်မှာ Levi's 501 86 Type 1 jacket ကို Daniel Wall jacket ဆိုပြီးတော့ထုတ်ခဲ့ပါတယ်။အစောပိုင်းကာလမှာဒီအဝတ်အစားတွေကမြေထလန်ဖောက်တဲ့လူတွေ၊မိုင်းလုံးသားတွေ၊ကောင်းဝိုင်တွေဒါစိတ်ယုံလုံယုံလုံသမားတွေအတွက်ရည်ရွယ်ပြီးထုတ်ခဲ့တာဖြစ်တယ်လို့တော်တော်လေးလည်းလူကြိုက်များခဲ့ပါတယ်။ Levi's ကဒီ Walkway brand တစ်ခုကနေကဘာကျော် fashion brand တစ်ခုလိုမျိုးအောင်မြင်ခဲ့တာကအခုဆိုလို့ရှိရင်ရာစုနှစ်တစ်ခုကျော်ရာစုနှစ်နှစ်ခုနေပါရှိနေပြီလို့ပြောလို့ရပါတယ်။ လဘိုက်စီအောင်မြင်မှုကဘလောက်ဒီရှေးကြလဲဘလောက်ဒီစောလဲဆိုလို့ရှိရင်ကျွန်တော်တို့လဘိုက်စ်ကုမ္ပဏီထောင်းတဲ့အချိန်51ဖြစ်လာမယ်ဘောင်းမီထုတ်တဲ့အချိန်ကမြန်မာပြည်ရဲ့ကုန်းမောင်ကအလဲပိုင်းနဲ့အနှောင်းပိုင်းချိန်လောင်းနဲ့အတူတူလို့ပြောလို့ရပါတယ်လဘိုက်စ်ကပထမကမ္ဘာစစ်မတိုင်ခင်260လောက်တည်းကအောင်မြင်နေတာဖြစ်ပြီးတော့ဒါပထမကမ္ဘာစစ်မှာလည်း US စစ်တပ်အတွက်အဝိထည်တွေကိုချုပ်ပေးခဲ့တယ်အဲ့ဒီကာလမှာပဲသူကတခြားဝယ်ဝယ် brand တွေနဲ့အရှင်ပြိုင်နေရတဲ့အချိန်ပေါ့နော် ွဲွဲပြပြဖြစ်အောင် Levisman တိတိတာတာဖြစ်အောင်ဆိုပြီးတော့ Red Tap ကို1936ခုနှစ်မှာ Levis ဂျင်းနေမှာစပြီးတော့ထည့်သွင်းလာခဲ့ပါတယ်။အဲ့နောက်ဒုတိယကမ္ဘာစစ်မှာကတော့ Levis က S5 ကို SH42 Dynam Jacket နဲ့51 SH42 ဘောင်းမီတွေကို US စစ်တပ်အတွက် Military Walk Way အနေနဲ့ထုတ်ပေးခဲ့ပါတယ်။ဒါကပဲ American စစ်သားတွေနဲ့တူ Levis ကကမ္ဘာကိုထိထိရောက်ရောက်ပြန့်နှံ့သွားတယ်လို့ပြောလို့ရပါတယ်။ Levis ဆိုတာကလည်း American စစ်သားတွေနဲ့တူတွေ့ဖက်မြင်ရတဲ့ fashion တစ်ခုလိုမျိုးဖြစ်ခဲ့တာပေါ့နော်။ 1945ခုနှစ်ဒုတိယကမ္ဘာစစ်ပြီးသွားတဲ့နောက်မှာတော့အမေရိကန်ရဲ့ဟောလီဝုဒ်ရုပ်ရှင်တွေစားတောက်တွေဂီတတွေနောက်တိုင်းရည်ကျင်းမှုပေါ့ကာချာတွေကဂျပန်ရဲ့လူနေမှု lifestyle တွေကိုတော်လေးလွှမ်းမိုးလာခဲ့တယ်လို့ပြောလို့ရပါတယ်။ American စစ်သားတွေရဲ့ style တွေ influence တွေကြောင့်ဒီ workwear တွေ denim တွေ leather boots တွေကိုကမ္ဘာမှာစတင်ကြီးနှစ်သက်လာခဲ့တဲ့အချိန်ကာလတစ်ခုလည်းဖြစ်ပါတယ်။အထူးသဖြင့်ဂျပန်နဲ့ကိုရီးယားတို့မှာပေါ့နော်။တခြား American ဝက်စား brand တွေနဲ့အတူဒီ Levi's Lee ဝင်းကလာတို့လို denim brand တွေရောင်းတဲ့စိုင်တွေကလည်းဂျပန်မှာအဲ့ဒီအချိန်မှာပေါ်ထွက်လာခဲ့တယ်။ ဥပမာဦးဝဲနုမှာရှိတဲ့ဟင်ရိုးရဆိုတဲ့ဆိုင်ပေါ့နော်ဒီဆိုင်ဆိုလို့ရှိရင်1948ခုနှစ်လောက်တည်းကဖွင့်ထားခဲ့တာဖြစ်ပြီးတော့အခုဆိုလို့ရှိရင်နှစ်ပေါင်း80ကျော်ရှိသွားပါပြီဒါကတော့ Denim Collector တွေ Denim Hat တွေဂျပန်ကိုရောက်ပြီးဆိုလို့ရှိရင်သွားပြီးကြည့်တင်တဲ့လေးလာတင်တဲ့ဆိုင်တွေမှာပါပါတယ်ဒုတိယကွာစစ်ပြီးသွားတဲ့နောက်မှာအမေရိကန်တွေကအစ်စ်အစ်တီကိုပဲဖန်ပြီးပို့ဆေးရထက်တန်နေကြတဲ့အချိန်ပေါ့နော် အဲ့ဒီအချိန်မှာ Levi's က Type 1မထုတ်ပြီးတော့48နှစ်ကြာမှာ1953ခုနှစ်မှာ Type 2 jacket 507 86ကိုထုတ်ခဲ့တယ်။ Type 3 jacket ကိုတော့1962ခုနှစ်မှာထုတ်ခဲ့တယ်။ဒီလိုအချိန်တွေမှာဂျပန်တွေရဲ့အတွေ့အကြုံအမြင်တွေကတော့ဒီမျိုးဖြစ်နေခဲ့ပါတယ်။အစ်စ်ထွက်လာတဲ့ပုံစံတွေထက်ဒီတမိုင်းချောင်းရှိတဲ့ပစ္စည်းတွေကိုပိုပြီးတန်ဖိုးထားရကြတဲ့ဂျပန်တွေကကြတော့အရင်မော်ဒယ်အဟောင်းတွေကိုပဲသဘောကျပြီးတော့ Levi's လို Vantage ဂျင်းတွေကိုစတင်ဝယ်ယူစုဆောင်းလာရကနေ reproduction လုပ်ဖို့ပါစဉ်းစားလာခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုနဲ့ဂျပန် Dynam Collector တွေ Dynam Head တွေက1950နဲ့1960ကာလတွေမှာ Dynam ကိုပြည်တွင်းမှာထုတ်လုပ်ဖို့အတွက်စ조사ခဲ့တယ်။ဒါပေမဲ့အစောပိုင်းမှာတော့ဒီ American က Dynam ထဲလေးတွေကိုပဲမှာယူပြီးတော့ဂျပန်မှာပြန်ချုပ်တယ်။ပြီးတော့မှ Main Japan ဆိုပြီးတော့ဒါသူစတင်ခဲ့တာပေါ့နော်။ဂျပန် Dynam KU မှာဂျပန် brand တွေတော်တော်များများပေါ်ပေါက်လာပါတယ်။အစောဆုံးဂျပန် Dynam brand ကတော့ Beijing ဖြစ်ပါတယ်။ဥပမာ Beijing 1940အတွင်1940ကွန်ကန်ဒန်အိုဘာရော1963 Hobson 1969 Studio Edison 1989ဒါတွေအစောဆုံး၅ခုဥပမာလေးနဲ့ပြောတာပေါ့နော်တကယ်တမ်းအများကြီးထွက်ခဲ့တယ်1980လောက်မှာ Kaihara Dynam ဆိုတဲ့ကုမ္ပဏီကဒါအမေရိကန်ကနေရှက်တယ်လုံးအဟောင်းပေါ့နော်ဒီရကန်ဆက်အဟောင်းတွေကိုဝယ်ယူပြီးတော့ဂျပန်မှာပထမဆုံး service Dynam ထုတ်လုပ်မှုကိုစတင်ခဲ့တယ် Toyota ကားကုမ္ပဏီဖြစ်မစတင်ခင်ကထုတ်ထားတဲ့ Toyota ရှက်တယ်လုံးခေဟောင်းရကန်ဆက်တွေနဲ့လဲ service Dynam ထုတ်လုပ်မှုတွေကိုဒါစတင်ခဲ့ပါတယ် ထူးသဖြင့်ဒါနာမည်ကြီး brand တွေတော်တော်များများက1950လောက်ကထုတ်တဲ့ဒီ Toyota G3 model ပေါ့နော် Vantage set တဲ့လုံးစက်တွေကိုဒီနေ့ထိတိုင်အောင် service standard ထုတ်လုပ်မှုတွေမှာအသုံးပြုနေကြတာဖြစ်ပါတယ် service standard ဆိုတာကတော့အဲ့လို traditional ရှက်တဲ့လုံးစက်ဟောင်းနေနဲ့ရက်လုတ်ထားတာဖြစ်ပြီးတော့အဲ့ဒီမှာမှသူကဒီ red line blue line စတဲ့ကြိုးချောင်းလေးတွေနဲ့ထင်ရှားအောင်သတ်မှတ်ထားတာကို service ID လို့ခေါ်ပါတယ်အဲဒါကြောင့်လဲဒီ service standard ထုတ်လုပ်မှုတွေကအချိန်ပေးရတယ် quality ကောင်းတယ် key ဟောင်းရက်ကန်ဆက်တွေနဲ့ပဲဒါထုတ်လုပ်နိုင်တယ်ပေါ့နော် အခုခေတ် mass production dynamic တွေကတော့ဒါအနာသက် service တွေပါမလာတော့ဘူးဒါမြန်မြန်နဲ့မြန်မြန်ထုတ်နိုင်တယ်ဇီးသက်တာတယ်ပေါ့နော်ဒါကတော့ service dynamic နဲ့ UU dynamic ကွာခြားပုံကိုပြောတာဖြစ်ပါတယ်အဲ့ဒါပြင်ဒီ service dynamic ကိုဆက်နဲ့မဟုတ်ဘဲနဲ့ဒီဂျပန်ရိုးရာရက်ကန်ပေါ့နော်လက်နဲ့လုပ်တဲ့ Hanover service dynamic တွေဆိုလို့ရှိရင်ဒေါ်လာ9000လောက်အထက်မှာရှိပါတယ်ဒါကတော့ luxury level ဒါ craftsmanship ပုံစံမျိုးဖြစ်သွားတာပေါ့နော် ဂျပန်တန်နန်နီမာကပို့ပြီးတော့ဒီဒေးကြတဲ့နောက်ထပ်လုပ်ငန်းစဉ်တစ်ခုရှိပါသေးတယ်အဲ့ဒါကတော့ Dine Technic ပေါ့နော်ဂျပန်နေရဲ့ဒီရိုးရအထည်စီဆိုခြင်းနီးလန်းနေနီးစတစ်တွေကတော်လေးအချိန်ပေးရပြီးတော့အဆင့်နေလဲတော်လေးများပါတယ်တဘာဝအပင်အင်ဒီကိုကုံချမ်းကနေဒီစီဆိုးလို့ရတဲ့ကုံကျော်အဆင့်ရောက်ဖို့တော့သူကအချိန်တစ်နှစ်လောက်ပေးရတယ်ပေါ့နော်ဒါလည်းဂျပန်ရဲ့73ရာစုနှစ်လောက်ကထုတ်လုပ်ထားတဲ့ Nissan အတိုင်းလက်ရှိအချိန်ထိထုတ်လုပ်နေတာဖြစ်ပါတယ်။အဲဒါကြောင့်လဲဂျပန် Dynamic ရဲ့ကာလာနှစ်တာရာကတော်လေးလှပြီးတော့တော်လေးထူးရတယ်လို့ ပြောလို့ရတာပေါ့နော်ဈေးလဲတော်လေးကြီးတာဖြစ်ပါတယ်ဒါရင်မဲလားဆိုတော့ तू ကကြံသေးတယ်စေးဆိုးတဲ့နေစနစ်မှာလဲ तू ကလက်နဲ့စေးဆိုးတာနဲ့အဆက်နဲ့စေးဆိုးတာဆိုပြီးတော့ရှိပါသေးတယ်လက်နဲ့စေးဆိုးတဲ့ diagnostic တွေဆိုလို့ရှိရင်စေးဆိုးလိုက်ချောင်းထားလိုက်ဈေးပြန်ဆိုးလိုက်စတဲ့လုပ်ငန်းစဉ်ကိုအကျိ20 30လောက် သူကအချိန်ပေးပြီးလုပ်ရတယ်ပေါ့နော်အဲ့လိုစီစိုးထားတဲ့အထည်ကြီးဆိုလို့ရှိရင်ဒါဥပမာမိုမိုတာရိုတို့ဆာမူရိုင်းတို့ဒီလို brand တွေမှာဆိုလို့ရှိရင်ပေါ့နော်တစ်ထည်ကိုဒေါ်လာ2000 3000ဝန်းကျင်လောက်ထိရှိပါတယ်တဘာဝ indigo ပဲသူကလက်နဲ့မဟုတ်ပဲနဲ့ဆက်နဲ့စီစိုးထားတဲ့အထည်ကြီးဆိုလို့ရှိရင်တော့ဒေါ်လာ200 900ဝန်းကျင်လောက်ရှိပါတယ်ဒါကတော့လက်ရှိဈေးကွက်ထဲမှာတွေ့နေရတဲ့အထည်ကြီးပေါ့နော်ဒါပေမဲ့ဒီကောင်တွေကလည်းများများဆဆမထုတ်နိုင်တာဖြစ်တဲ့အတွက်ဒါဆိုအောင်ဖြစ်တာမြန်တယ်ကိုလိုချင်တဲ့အထည်ကိုလိုချင်တဲ့ model ပုံစံတွေကိုဒါ restore လုပ်တာဖြစ်အောင်စောင့်ပြီးဝယ်ရတယ်ပေါ့နော် ျပန်တန်နမ် KUB သွားတဲ့နောက်မှာကမ္ဘာကိုကြီးကျယ်လွှမ်းမိုးခဲ့တဲ့ဂျပန်တန်နမ်စက္ကန့်ဝေးမှာပေါ့နော်လုံးဝချမ်းထားလို့မရတဲ့ brand ၅ခုရှိပါတယ်အဲ့ဒါကတော့ Osaka Fight လို့တင်စားထားတဲ့၅ခုပေါ့နော် Studio Dia Design, Ebisu Denim, Fukao Warehouse အဲ့ဒါဖြစ်ပါတယ် Ebisu ကတော့1990လောက်မှာ ဟောကာချာနဲ့ချိတ်ဆက်ပြီးတော့ international market ထဲကိုဝင်ရောက်နိုင်ခဲ့တယ်။ channel brand တွေကလည်းလက်ရှိချိန်မှာအချိန်ဝါကြီးတဲ့ brand တွေဖြစ် Danam Industry မှာစပြီးရပ်တည်နေပေါ့နော်။အခြားအောင်မြင်တဲ့ Japan Danam brand တွေလည်းရှိပါသေးတယ်။အဲ့ထဲမှာကျွန်တော်ကြိုက်တဲ့ brand တွေဆိုလို့ရှိရင် Studio Artisan, Fukao Warehouse, Japan Blue Jin, Samurai Jin, Sugar Cane, DCB Jin, Oni Danam အဲ့ဒါတွေပေါ့နော်။ Momotaro တို့ Ion Hut တို့လည်းကြိုက်ပါတယ်။ ဂျပန်နိုင်ငံမှာဟက်တေရတန်တန်ဖန်နီးဖို့ဘယ်လောက်ထိယူသကြလဲဘယ်လောက်ထိကြိုက်ကြလဲဆိုလို့ရှိရင်ဂျပန်မှာလက်ရှိချိန်ထိတန်တန်ဘရန်ပေါင်း600ကျော်900ဝန်းကျင်လောက်ထိရှိနေပြီဖြစ်ပါတယ်။2010လောက်မှာတနိုင်ငံလုံးရဲ့အအောင်မြင်ဆုံးတန်တန်ဘရန်တွေထွက်ရှိရာအကောင်းဆုံး service တန်တန်တွေထွက်ရှိရာဒေတာထွက်ရှိရာမြို့ဖြစ်တဲ့အိုကာယာမာကိုတန်တန်မြို့တော်ဖြစ်ဂျပန်အစိုးရကသတ်မှတ်ပေးခဲ့ပြီးတော့အဲ့မှာရှိတဲ့ဒီကိုဂျီမာဂျင်းစထရီယာဆိုလို့ရှိရင်လည်းတကယ်ကို tourist attraction တွေအတစ်ခုလိုမျိုးဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒနမ်ကော်လက်တာတွေဒနမ်ဟတ်တွေဝါနာရှင်တွေတော်ရောက်လေ့လာဖို့ကောင်းတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ဂျပန်ဒနမ် influence ကလည်းအဲဒီ second wave မှာတော်တော်လေးကြီးခဲ့ပြီးတော့ Levi's ရဲ့ Vantage Key Home model ပုံစံတွေအထက်ပုံစံတွေကိုဝှေ့ချနေဆိုလို့ရှိရင်ဂျပန်ဒနမ် brand ကိုရွေးချယ်လာရလောက်တဲ့အထိ international မှာအောင်မြင်ခဲ့တာဖြစ်ပါတယ်။အဲဒီချိန်မှာ Levi's ကလည်းမဖြစ်တော့ဘူး။ငါတို့လည်း Vantage line တွေပြန်ပြီးထုံမှဖြစ်မယ်လို့တွေးမိတယ်ထင်ပါတယ်။1999ခုနှစ်မှာ Levi's ABC ဆိုပြီးတော့ Vantage clothing line ကိုပြန်လည်အသက်သွင်းခဲ့ပြီးရီးယားပိုင်းရီးယား model တွေကိုထုတ်ခဲ့ပြီးတော့ ဒဏ္ဍာမဟတ်တွေအယုံဆိုင်မှုကိုပြန်လည်ရယူနိုင်ခဲ့ပါတယ်။ဂျပန်ဒဏ္ဍာမ influence ကလည်းအဲဒီ second wave မှာတော်တော်လေးကြီးခဲ့ပြီးတော့ device ရဲ့ advantage kick how model ပုံစံအထည်တွေကိုဝှစ်ချင်နေဆိုလို့ရှိရင်ဂျပန်ဒဏ္ဍာမ brand တွေကိုရွေးချယ်လာရလောက်တဲ့အထိ international မှာအောင်မြင်ခဲ့တယ်။ဂျပန်ဒဏ္ဍာမ industry ကဒီ1960လောက်ကစခဲ့ပြီး Osaka Fight, Okayama Production, Heavyweight Dunnam, Artisan Craftsmanship, Nedradine စတာတွေနဲ့ကမ္ဘာမှာအောင်မြင်ခဲ့တယ်။ ြောရင် device ကို copy ကူးခဲ့တာပေါ့နော်အဲဒါကြောင့်မို့လဲအစောပိုင်းမှာ device နဲ့ပြဿနာအနေငယ်ရှိခဲ့ကြသလို device ကလည်းတချို့ brand တွေကို warning letter ပေးတာမျိုးတွေပါတယ်လုတ်ခဲ့သေးတယ် Japan Denim Industry က American Vantage device တွေကို reference လုပ်ပြီးတော့ reproduction လုတ်ခဲ့ပေမဲ့မူရင်း device ပေါ်မှာတန်ဖိုးထားပြီးတော့လေးစားမှုပြေဝပေးခဲ့ပါတယ် device ကလည်း Japan Denim production တွေရဲ့ဒီ quality တွေဒီ detail တွေကို inspire ယူပြီးတော့ AVC line ကိုပြန်လည်ဖန်တီးခဲ့တာဖြစ်သလို reproduction လုပ်တဲ့ brand တွေကလည်း device ရဲ့ archive design ကို respectfully reproduce လုပ်ခဲ့ပြီးတော့ legendary ထုတ်ကုန်တစ်ခုလိုဖြစ်အောင်မှာတံပိုးမြှင့်တင်ပေးခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့်လည်း Levi's ကနောက်ပိုင်းမှာ Japan Denim brand နေနဲ့ collab တွေပါတယ်လုပ်ခဲ့တယ်လို့ main Japan line တွေပါထုတ်ခဲ့ပြီးတော့အဆင်ပြေသွားကြပြီးကိုကြီးညီလေးဆက်ဆံရေးတွေနဲ့ Denim industry ရအကျိုးတူပူးပေါင်းမှုကိုကြာရင်အသာရလှပသွားကြလေသတည်းလို့ ပြောလို့ရပါတယ်အဓိကတော့အပြန်လန် respect နဲ့အပြန်လန်တံပိုးထားမှုပေါ့နော် device ကဂျပန်နေကိုဂျင်းဘယ်လိုလုပ်ရလဲဆိုတာကိုသင်ပေးခဲ့တယ်လို့ဂျပန်နေရလဲ device ကိုကိုယ့်ရဲ့ history ကိုယ့်ရဲ့တမိုင်းကြောင်းကိုဘယ်လိုလေးစားရမလဲဘယ်လိုတံပိုးထားရမလဲဘယ်လိုတံပိုးမြှင့်တင်ရမလဲဆိုတာကိုပြန်လည်သင်ကြားပေးခဲ့တာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုထဲမှာတချို့အကြောင်းအရာတွေကိုအသေးစိတ်အများကြီးထပ်ပြီးပြောလို့ရပါသေးတယ်အဲဒါကြောင့်မို့လို့နောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးတော့တွေ့မယ် brother တို့အနေနဲ့ရောဒီ Japan Tandem brand နေနဲ့ device ပုံမှာဘယ်လိုမြင်လဲဆိုတာကို comment မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ် အားလုံးကိုကျေးဇူးတင်ပါတယ်